မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ဥမြင့်တန်ကြားရဲ့နေ့လယ်နှစ်နာရီချင်းထီရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်စစ်ကောင်စီကအပြည့်ရဲထုတ်ပြန်ချက်တွေကိုချိုးဖောက်ပြီးအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေမှုတွေအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒီကနေ့မေလ15ရက်နေ့မှာထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့စစ်တပ်ကကျူးလွန်ခဲ့တဲ့အစုလိုက်အပြုံလိုက်သိဆုံးစေတဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု Crimes Against Humanity နဲ့ဆရာဇဝတ်မှုတွေ War Crime ကိုစတိုက်ကျူးလွန်နေတာကြောင့်ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းတွေကလူသားချင်းစာနာမှုနဲ့တာစီအရေးယူဆောင်ရွက်ပေးဖို့တိုက်တွန်းမြစ်တာရက်ခံအပ်ပါတယ်လို့ပါရှိပါတယ်။ ။ဒါအပြင်စစ်ကောင်စီကအပြည့်အကျညာပြီးခဲ့တဲ့နောက်ပိုင်းငလင်ပေတဲ့ဒေတာတွေအပါအဝင်ဒေတာအသီးသီးကိုလေကြောင်းကနေတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေမီးရှို့ဖျက်ဆီးတာတွေနဲ့အကျဉ်ထောင်တွင်နိုင်ငံရေးအကျဉ်းသားတွေကိုနှိမ်ပန်းနှိပ်စက်တာတွေကိုပါဇက်တိုက်ကျူးလွန်နေရလို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ တဲတော်မျိုးဝမ်းတွင်းမျိုးနဲ့ကြောက်စဲမျိုးတွေမှာငလင်တန်တဲ့ပြည်သူတွေကိုစစ်ကောင်စီနဲ့အလှရှင်တွေကထောက်ပံ့လူဒန်းတာတွေရှိနေပေမဲ့ပြည်လည်ထူထောင်ရေးမဆနိုင်သေးဘူးလို့လူမှုကွန်ရက်ဆဲရေးအသင်းတာဝန်ရှိသူကပြောပါရယ်။အောက်ခံတရင်ပေးပို့ထားပါရရှင်။စကိုင်းနိုင်ကိုပိုပြပြီးလွတ်ခတ်ခဲ့တဲ့ငလင်ကြောင်ထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးတိုင်းတဲတော်မျိုးနဲ့ဝမ်းတွင်းမျိုးတွေမှာနေအိမ်ဆောက်ဦးစစ်ရုံပေါင်း320လုံးကြာပျက်စီးခဲ့ပါရယ်။ မြင်းလင်းလောက်ခတ်မှုကြောင့်တေဆုံးသူ200ကျော်နဲ့ဒဏ်ရာသူ80ကျော်ရှိခဲ့ပါတယ်။ဒါအပြင်မြို့နယ်တွင်းကဖျားစီသည်ကျောင်းပေါင်း200နီးပါးနဲ့ဗလီဖျားကျောင်းလေးလုံးပျောက်ကျပျက်စီးခဲ့ပါတယ်။စစ်ကောင်စီကငလီနယ်ရောက်တေဆုံးသူကို3သိန်းထိခတ်ဒဏ်ရာသူကို9000ထောက်ပံ့တာတွေရှိပါတယ်။ဘယ်သားနိုင်မှာရောညီလေးရပါမှာလို့ဂူဂူဘာမှမကမလုံးနိုင်ဘူးလေ။ဒါတော့မကောဘူးလေတိုင်းပြာဝင်းနေတယ်လို့ပြာပချက်လေးလောက်ကူမရဘူး။ And the supposed to do the following in India, but then you draw over the room, the only long year, the end of the Mandela of the Tamil, the law of the room, the father of the Muridi, the beauty of the door of the Nabo. Tom and Luganda are all of the Nabo, the design home, home is the Tiana Magan and Yavi. And the supposed to be the engineer of the room, the Yaro Wagure, Chida Lika, and Chida when you လက်ရှိမှာလည်းငွန်နီမျိုးကငလင်တယ်နှင့်ပြည်သူတွေဟာတောက်တုံးရီအတွက်စီပင်ရီမရရှိတာကြောင့်ရေကိုဝဲယူသုံးဆွဲနေရတယ်လို့လူမှုကွန်ရက်အသင်းတာဝန်ရှိသူတွေကပြောပါတယ်။ဘူရိုဒီမျိုးမလည်းဘူလို့စီပင်ရီကိုတော့လာတယ်နော်အခုစီပင်ရီမရပြန်ဘူး။ဘယ်လိုလဲကောကမရဘူးကွာ။ဘယ်လိုလဲကောကမရဆိုတာလေဘယ်လိုပြောမလဲ။ဘူဘူရိုဒီအမတ်ဒီနာမည်ကတော့လူကြီးတွေလုံးလုံးရေမရဘူးကြီးရွယ်သုံးနေရတာပေါ့။အဲအဲအဲတော့ကတော့သူပြင်းပြင်းနေတယ် ဒါအပြင်စကိုင်းတိုင်းကိုပို့ပြပြီးလွတ်ခတ်ခဲ့တဲ့ငလင်းကြောင်ကြောက်ဆယ်မြို့မှာနေဆောင်ဦး149လုံးဟာလုံးဝပြိုကျခဲ့ပြီးတမျိုးလုံးကြီးမှာထိခိုက်ပျက်စီးခဲ့ပါတယ်ကြောက်ဆယ်မြို့မှာငလင်းတိုင်းကြောင်တေဆုံးသူ108ယောက်ဒဏ်ရာသူနေရာကျော်ကယ်ဆယ်နိုင်ခဲ့ပါတယ်ငလင်းတိုင်းနဲ့ပြည်သူတွေဟာပြန်လည်ထူထောင်ရေးအတွက်ချိန်ယူလှုပ်ဆောင်တော့မှလို့လူမှုကွန်ရက်အတွင်းတာဝန်ရှိသူကပြောပါတယ်ပြန်လည်ထူထောင်ရေးက အချိန်တော့ယူရမှာစရတော့သူသူလည်းဟိုဟာရုပ်ရွာလေးတွေကတော့အိမ်ကြီးပိုင်းစောက်ပေးရပါရည်ရပြီနော်မြို့ပေါ်မှာတော့တိုက်တာကြီးရကြတော့အဲ့ဒါကြတော့လောရရသူတို့ကလည်းမထူထောင်နိုင်သေးဘူးပေါ့အဲ့တော့ပြပြပြရတာပေါ့ပြနိုင်ပြနိုင်ရတယ်ဆက်ရတော့ပါပေါ့ဆရာခါလုံးကများဆိုတော့ကြောက်အောင်တော့ဆက်ကြရတာပေါ့အဲ့တော့သူတို့အိမ်ရွာဆိုလည်းပြန်လဲထူထောင်ရေးဆိုတော့သူတို့ကသူတို့ပြန်ပြန်လုပ်နေကြပြီပေါ့ဗျာဒီကြလည်းမိုးကရိုက်ရွာမှာဆိုတော့မိုးကြတော့မှဆိုတော့မိုးမိုးချောက်လေးချောက်မှပဲပြန်ထောင်တော့မှာပေါ့အဲ့လိုမျိုးပေါ့ မနိုင်ငံမှာအင်အားပြင်းကလေးလောက်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူရေအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာရသူ11000ကျော်ငလင်မေးတင်သူ39000ကျော်ရှိခဲ့ပြီးနေဆောင်5000ကျော်ထိခိုက်ပျက်ရှိခဲ့တယ်လို့ DBB ကဧပြီလ16ရက်နေ့ထိစုစည်းရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်ကျွန်တော်အောက်ခံပါ ငလင်တန်ကိုအပြေးထန်ခန်းစားနေကြရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုထိရောက်စွာပေးနိုင်ဖို့အေအေအနေနဲ့တဖက်သက်အပြည့်ရဲ့ကာလကိုမေလ31ရက်နေ့အထိတလတာတိုးမြင့်ထားပါတယ်အဲ့ဒီအချိန်မှာစစ်ကောင်စီတပ်ကအခွင့်ကောင်းယူကအပြစ်မဲ့ပြည်သူတွေကိုအခုလိုလာရောက်တိုက်ခိုက်နေမှုတွေကိုပြင်းထန်စွာရှုံ့ချတယ်လို့အာရခတပ်တော် AA ကမေလ14ရက်နေ့မှာထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့မေလ23ရက်နေ့နဲ့14ရက်နေ့တွေမှာရခိုင်ပြည်နယ်ရသေးတောင်နယ်ကြောက်တော်မြို့နယ်တွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့အရက်သား14ဦးထပ်မံတေဆုံးခဲ့ရပါတယ်။အသက်ဆုံးရှုံးသွားခဲ့ရတဲ့မိဘပြည်သူလူထုတွေရဲ့မိသားစုဆွေမျိုးတွေနဲ့ထပ်တူဝမ်းနည်းရပြီးအပြစ်မဲ့အရက်သားပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေကဆရာဆွေးမှုတွေကိုနိုင်ငံအနှံ့ဆက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လှုပ်ရက်ကိုကောင်းစွာမှတ်တမ်းတင်ထားပါတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ MND ကိုကန့်တက်ထိန်းချုပ်ထားတဲ့တိန်နီမြို့မှာတရုတ်နိုင်ငံသားတွေကဆိုင်ကန်းနဲ့မြေခွက်တွေကိုလိုက်ရီလံငှားရမ်းပြီးစီးပွားရေးလုပ်ကိုင်လာကြတယ်လို့ဒေသခံတွေကပြောကြပါဗျ။ခွန်ဆောင်ပေးပို့ထားပါတယ်ရှင်။မြန်မာတရုတ်ကုန်တွယ်ရေးလမ်းကြောင်းပေါ်ကရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီမြို့ကို MND ကိုကန့်တက်ထိန်းချုပ်ထားတာဆိုရင်တနစ်ကျော်ပြီဖြစ်ပါတယ်။ အဲ့ဒီတိန်းနီမြို့မှာဒီလာပိုင်းအတွင်းတရုတ်နိုင်ငံသားတွေရောက်ရှိလာပြီးဈေးဆိုင်ကန်းတွေနဲ့မြေခွက်တွေကိုလိုက်လံငားရမ်းပြီးစီးပွားရေးတွေလုပ်ကိုင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။တိန်းနီမှာကတရုတ်ပြည်မကြီးကလူတွေအများကြီးလာယူစီးပွားရေးလုပ်တယ်မြေခွက်ငားတယ်ဆိုင်ကန်းတွေဈေးကြီးပြီးငားတယ်တိန်းနီဈေးပြန်ဆောက်တယ်တရုတ်ပြည်ကဒီမရဲ့တရုတ်တွေဒီမှာလာနေပြီးရောစီးပွားရေးလုပ်နေကြမှာမင်းလဲ။ဟုတ်တယ်တိန်းနီကတော့မိရကခဏလေးတိုးတက်သွားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိနေခဲ့တဲ့တိမ့်ညီမျိုးဟာတရုတ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်လက်ရှိမှာလေကြောင်းတိုက်ခိုက်ခံရတာမရှိတော့ပါဘူး။ဒါကြောင့်တိမ့်ညီမျိုးမှာလူပြန်စီကားစာပြုလာပြီးစစ်ကောင်စီကဘုံကျဲခဲ့လို့ပျက်စီးသွားတဲ့တိမ့်ညီစီဆေးရုံနဲ့တံတားတွေကို MNDA ကိုကအုပ်ချုပ်ရေးပိုင်းကပြန်လည်တိစောက်ပြုနေပါတယ်။ တိန်းဒီမှာတရုတ်နိုင်ငံသားတွေစီးပွားရေးလုပ်ငန်းတွေလာလုံနေတာကြောင့်တရုတ်စာတရုတ်စကားနဲ့တရုတ်ငွေကိုအဓိကအသုံးပြုလာကြတယ်လို့လည်းဒေတာကန်တွေကဆိုပါတယ်။အဲအမျိုးထဲမှာရှိသမျှပိုင်ရှင်ရှိတာတွေကိုလိုက်ငားတယ်။တရုတ်ပြည်ကလူတွေငွေလည်းတရုတ်ငွေပဲအသုံးများ။နောက်ဖိုင်ဘုတ်တွေဆိုတရုတ်စာရေးရမယ်။အင်္ဂလိပ်စာရေးမှာဗမာစာမရေးခိုင်းဘူး။ အဲ့ဒါတရုတ်စီးပွားရေးလမ်းကြောင်းကြီးအများဆုံးဒီမှာထိုင်ပါလေလမ်းရှိုးတို့တိတ်နေတဲ့ဆိုတော့တရုတ်ငွေနဲ့တရုတ်စာတရုတ်စကားဒါအဓိကသူတို့ရဲ့အချက်ချန်ကြတဲ့လမ်းကိုလုံးမအောင် MNDA ကုကတ်တဲ့ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေဟာမြန်မာတရုတ်နယ်စပ်မှာရှိတဲ့လောက်ကိုင်း၊ကုန်းချမ်း၊ချင်းရှိဝ၊ကွန်းလုံ၊မွန်ဂိုဖောင်းဆိုင် ကျူကိုတိန်နီနဲ့လာရှိုးမြို့နယ်ကို2023အောက်တိုဘာမှာစတင်ခဲ့တဲ့တဆယ်နှစ်ဆက်ခုစစ်စစ်ရေးကာလအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအထူးဒေတာတိတ်အဖြစ်သတ်မှတ်ကအောက်ချုပ်ရေးရန်ညားတွေတည်ဆောက်နေတာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ AR တိုင်းရေကြီးမြို့နယ်နဲ့လေးမျက်နှာမြို့နယ်မှာစစ်ကောင်စီတပ်ရဲတိုက်ခိုက်မှုကြောင့်ကလေး၂ယောက်အပါအဝင်ပြည်သူ၉ယောက်သေဆုံးခဲ့တယ်လို့ AR PDF ကမေလ၁၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဧပြီလနဲ့မေလပထမပတ်တွေအတွင်းမှာစစ်ကောင်စီဟာရေကြီးမြို့နယ်အခြေဆိုင် အာမတ3လေးလေးတပ်စခန်းနဲ့ရေကြီးနဲ့လေးမျက်နှာကိုလက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့သိရပါဗျာ။ ်ဒါကြောင့်စစ်ကောင်စီတပ်ကပြည်သူတွေနေထိုင်တဲ့ခြေရွာတွေကိုလေယာဉ် drone ပါရာမော်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်၂ယောက်ပါဝင်ပြည်သူ၉ယောက်သေဆုံးပြီး၈ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်စစ်ကောင်စီတပ်ကစီရေးရရှုံးနေနေပြီးအယသားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင် ငလင်းဘေးဒဏ်ကိုအများဆုံးခံခဲ့ရတဲ့မန္တလေးမြို့မှာငလင်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့ဗလီနဲ့ခရစ်ယာန်ဖျားเจ้าတွေကိုမူလအရွယ်အစားတိုင်းသာပြန်လည်ဆောက်လုပ်ရမယ်လို့စစ်ကောင်စီကထုတ်ပြန်လာတဲ့အပေါ်ဝေဖန်မှုတွေရှိနေပါတယ်။ကိခိုင်သတင်းပေးပို့ထားပါရရှင်။ မန္တလေးမြို့မှာထိခိုက်ပျက်စီးသောတဲ့ဗလီနဲ့ခရီးရန်ဖျားအကြောင်းတွေကိုမူလအတိုင်းပဲပြန်လည်ဆောက်လုပ်ရမယ်ဆိုပြီးမေလ၈ရက်နေ့မှာစစ်ကောင်စီရဲ့ခရိုင်တပ်သားရင်းမှုကတက်ဆိုင်ရဘာသာရေးခေါင်းဆောင်တွေကိုအကြောင်းကြားစာပို့လာတာပါ။ဒါအပြင်အကြောင်းကြားစာမှာပါရှိတဲ့အတိုင်းလမ်းညို့မှာကြားချက်တွေကိုသိရှိလိုက်နာဆောက်ရွက်ကြဖို့နဲ့ဆောက်ရွက်ပြီးစီးတဲ့အခြေအနေကိုလည်းပြန်လည်တင်ပြရမယ်လို့ပါရှိပါတယ်။စစ်တဲရဲ့အခုလိုလုပ်ရဟာဘာသာရေးအရောက်ခွေးကြားဆက်ဆံတာသာဖြစ်ပြီးဒန်းဒူပြန်လည်ဆောက်လုပ်ခွင့်ရ စေခြင်းလေလို့ဘာသာရေးအတိုင်းအဝိုင်းကဝေဖန်ထောက်ပြပါရယ်အချို့မပြမှာကြတော့တိုးလာဟိုဒီရာတိုးလာတာဆိုတော့ဒီတိုင်းကတော့အဖြစ်မကြီးလမ်းကြီးကြီးတိုးလာမယ့်ဟာနဲ့လीတခါတည်းကိုလွန်းလွန်းလပ်အဖြစ်ကြီးတယ်လို့ဖောက်ကြဆိုတာမျိုးပဲဖြစ်နေတင်တာပေါ့ဟိုကခုကန့်တတ်တာရင်တစ်ခါမှလုံသွားမှုတို့အခွင့်အရေးဖြစ်သွားမှာဆိုလို့လေ ကောင်စားမောက်ပေးထားတယ်လို့ဖြစ်မှာတူအဲ့ဒါတော့မကြိုက်ဘူးပေါ့ဘာသာမီးလူလူမီးဒါမီးတိုင်းကတောင်းနေချက်ပြည့်တဲ့ပုံမှာတော့ဟိုလလစွာယုံကြည်ဖို့ကိုယ်ကိုယ်ရှိတယ်ဆိုရဲဟာကသူတို့ကလည်းကျွန်တော်တို့ချွေဦးမှာရှိနေတာပေါ့ဗျာဒါလို့ပဲတောက်သိနေတာပေါ့အခုကခရစ်ယာန်နဲ့အစ္စလာမ်ဝါတန်တဲ့ပုံစံတိုင်းဆောက်ရမယ်ဟိုဘုရားဘာသာနဲ့ဆန်ဟိလူပေါင်းတဲ့လူတွေလည်းဆောက်ရမယ်ကျွန်တော်ပြောတော့မဖြစ်ဘူးနေတာပေါ့အဲ့ဒါကြီးအဆင်မပြေဘူး ဒါအပြင်အင်အားပြင်းကလေးကြောင့်ထိခိုက်ပျက်စီးနေတဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ဝတ်ပြုစုတောင်းရာပလီတွေကိုဖြိုချခွင့်မပေးတာကြောင့်ရှင်းလင်းရေးတွေမလုံးဆောင်နိုင်သေးဘူးလို့ဆိုပါတယ်။လက်ရှိမှာအစ္စလမ်ဘာသာဝင်တွေအနေနဲ့ဝတ်ပြုစုတောင်းရာမှာယာယီဝတ်ပြုဆောင်တွေနဲ့ဝတ်ပြုစုတောင်းနေရစေဖြစ်ပြီးဝတ်ပြုခွင့်ရဖို့စစ်ကောင်စီကိုတင်ပြပြီးတော့အခွင့်ပြုချက်တောင်းနေရတာကြောင့်အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။ ဒီလိုမျိုးခေဆက်ဆက်မှာဘာသာရေးပေါ်မှာခွဲခြားဆက်ဆံတာတွေကိုရှက်တန်းနေရကြဖို့ပေါ့နော်ဆက်ပြီးတော့ဒါမျိုးတွေမကျင့်သုံးကြစီချင်တော့တိုင်းပြည်မှာဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာကိုဘာသာမှာသူ့ဘာသာမှာဆိုရဲအတွေးခေါ်နေသွားနေတာကကဘာကြီးမှခင်မမီတော့ဘူးနော်တို့အားလုံးတန်းတူညီမျှဖြစ်အောင်လုပ်ပြီးတာကပို့ပြီးတော့အစဉ်ပြေနေဟာလာပေးအစိုးရတက်တဲ့ဘေသူတက်ပြီးမင်းလုံးလုံး တော်စားရင်ကြောင့်မခွဲခြားဘဲနဲ့အဲ့လိုမျိုးဟိုတန်းလူကြီးများလောက်ပြီးတာမျိုးပဲအခုတော့ပို့ပြီးတော့လိုချင်တာပေါ့လီကူဘာသာမှတားမယ်သူများဘာသာတော့မဖြစ်ရဘူးဆိုတာမျိုးကနှိမ့်ကြတဲ့အထွေခေါ်တွေပါဒါလေးကဒီလိုခက်ကြီးမှမလိုအပ်တော့ပါဘူးမက်လာ20ရှယ်နေကစကိုင်းမြို့အနီးကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြီးကြောင့်မန္တလေးမှာဘိုးတော်ကြီးကျောင်း165ခု ဖရာပထိုစီတီ156ခုဗလီ35ခုခရီးယန်ဖရာကျောင်း6ခုနဲ့ဟိန္ဒူဖရာကျောင်း9ခုထိခိုက်ပျက်စီးခဲ့တယ်လို့မြန်မာစာပေရဆတ်ကဧပြီလ4ရက်နေ့မှာထုတ်ပြန်ထားတဲ့သတင်းအရသိရပါတယ်ကျွန်မကေခိုင်ပါ ခုဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Tesla ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် CEO နဲ့စုံတီထွင်သူ billionaire Elon Musk ဟာ sorry Arabia နိုင်ငံရဲ့ရေကြောင်းနဲ့လေကြောင်းဆိုင်ရာကိစ္စတွေအတွက်ဆောင်ရွက်ဖို့ Starlink ကိုအတည်ပြုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းမေလ13ရက်နေ့မှာပြောကြားလိုက်ပါတယ်။ Sorry Arabia နိုင်ငံမြို့တော် Riyadh မှာကျင်းပတဲ့ Saudi American ရင်းနှီးမြှုပ်နှံမှု forum မှာအခုလိုပြောခဲ့တာပါ ။အင်ပီရိုရဲ့အချက်လက်တွေအရအမေရိကန်ဟာဆော်ဒီအာရေဗျနိုင်ငံမှာလှုပ်ဖူးသမျှအကြီးမားဆုံးကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အနေနဲ့ဒေါ်လာ142ဘီလီယံတန်ဖိုးရှိတဲ့လက်နက်တွေကိုဆော်ဒီအာရေဗျစီကိုရောင်းဖို့သဘောတူခဲ့ပါတယ်။ ်ဒီသဘောတူညီချက်ထဲမှာဝေဟင်းနဲ့ဒုံးကျည်ကာဝယ်ရေးလေတက်နဲ့အာကာသဆိုင်ရာတိုးတက်မှုရေချောင်းလုံခြုံရေးနဲ့ဆက်သွယ်ရေးအပါအဝင်နေပယ်ရီမှာအမေရိကန်ကာဝယ်ရေးကုမ္ပဏီတဒါစင်ကျော်နဲ့သဘောတူညီချက်တွေလည်းအကျုံးဝင်တယ်လို့အင်ဖြူရောအချက်လက်ဆောင်ရွက်စာရနေထဲမှာဖော်ပြထားပါတယ်ရှင်ဆလပီအားကစားတဲ့ရင်ကိုလည်းပြောပြပေးအောင်ပါ။ ယူရိုပါလိဖလာမရခဲ့ရင်ဖိအားတံပိုးခံရနိုင်တယ်လို့မန်ယူယူနိုက်တက်နီးပြရူဘင်အာမိုရင်ကပြောသွားပါတယ်။မန်ယူအသင်းဟာယူရိုပါလိဘိုလိုပွဲအဖြစ်စပါအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအနိုင်ရရှိမှသာလာမယ့်နှစ်ချန်ပီယံလိဝင်ခွင့်ရရှိမှာပါ။ပရီးမီးယားလိမှာအဆင့်16အထိထက်ရောက်နေတာကအသင်းရဲ့အဆင့်အတန်းနဲ့ညီညွတ်မှုမရှိတာကိုသိရှိနားလည်ထားပြီးဘောလုံးပွဲမှာချန်ပီယံမဖြစ်ဘဲဥရောပဝင်ခွင့်သာထပ်မရဘူးဆိုရင်ဖိအားတန်ပုံမခံစားရနိုင်တယ်လို့မန်ယူနီးပြကပြောပါရယ် ပြည်သက်တွေရဲ့စိတ်ရှိတိခံမှုကလာမယ့်ရာသီမှာကုံဆုံးတော့မှာကိုလည်းသိရှိထားပြီးလာမယ့်ရာသီချန်ပီယံလီဝင်ခွင့်ရရှိဖို့ကအရာ အလုံးထပ်ပို့ပြီးအရေးပါကြောင်းနီးပြအောင်မိုရယ်ကပြောသွားပါတယ်။မန်ယူသင်းဟာအခုနှစ်ယူရိုပါလိမှာစပါအသင်းကိုအနိုင်မရခဲ့ဘူးဆိုရင်နှစ်ပေါင်း35နှစ်အတွင်းဒုတိယအကြိမ်ပြေဥရောပဝင်ခွင့်မရတဲ့ဖလုံးရာသီဖြစ်လာမှာဖြစ်ပါရဲ့ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးဦးမှာပါကျမတို့ငုတ်ခတ်တာပါကျေးဇူးတင်ပါတယ်ရှင်